နှလုံးကျန်းမာရေးအတွက်မပေါ်ဆသင့်တဲ့လက္ခဏာရှင်မျိုးနှလုံးရောဂါရှိထားပြီးသားလူတွေရောနှလုံးရောဂါရှိမရှိ မသိသေးတဲ့သူတွေရောကို့မှာဖြစ်တဲ့လက္ခဏာအကြောင်းတွေကိုတည်တည်ချာချာသိထားဖို့လိုအပ်တယ်။အချိန်မီကုသနိုင်အောင်လို့လက်ဦးဖို့လိုတယ်ဆိုတာလေးကိုလည်းသတိပေးချင်ပါတယ်။နှလုံးနဲ့ပတ်သက်တဲ့ပြဿနာအားလုံးကလက္ခဏာအတိအကျမပြတတ်ပါဘူး။ရုပ်ရှင်တွေရလို့ရှင်မလေးဖိပြီးလဲကျသွားတာမျိုးအများနဲ့မပြတတ်ပါဘူး။ တချို့လက္ခဏာတွေကမောတာရင်မအောင်တာတွေမဟုတ်ပဲနဲ့အချိန်မီမကူတာနိုင်ရင်ဘာတွေဆက်ပြီးတော့ဖြစ်သွားနိုင်မလဲဆိုတာလဲအပိုင်ပြောဖို့မလွယ်ပါဘူးမသေးကြရင်နှလုံးကိုစစ်ဆေးကြည့်တာတော့အကောင်းဆုံးပါအကယ်၍ကာယကံရှင်ကအသက်60နဲ့အထက်ရှိနေသူဖြစ်ရင်ဝါနေရင်စီးကျူရှိနေရင်ကိုလက်စထရောများရင်သွေးတိုးရှိရင်တော့ပိုပြီးတော့ဖြစ်နိုင်ချိန်များရပါတယ်ဒီလိုမျိုးချက်တွေကိုမှရှိတာများလေပိုပြီးတော့သတိထားသင့်နေဖြစ်ပါတယ်အထူးသဖြင့်ဒီလက္ခဏာတွေကိုဂရုစိုက်ပါနံပါတ်1 ရင်မထရဝေဒနာနှလုံးထွက်အန္တရာယ်အများဆုံးအဖြစ်များတဲ့လက္ခဏာတစ်ခုကတော့ရင်မအောင်တာပါနှလုံးသွေးကြောပိတ်နေတာနှလုံးလုံးဆောင်ချက်ရုတ်တရက်ရက်ဆိုင်တာဆိုရင်ရင်မထဲမှာအောင်နေတင်းကျပ်ကျပ်ကြီးဖြစ်နေတယ်ဖိထားသလိုမျိုးခံစားရတယ်ဒီခံစားချက်ကိုဘယ်လိုမျိုးခေါ်ဆိုလဲဆိုတာတယောက်နဲ့တယောက်တော့မတူကြပါဘူးတချို့ကရင်မမှာအလေးဖိထားတယ်လို့မျိုးခံစားရတယ်ပြောပေမဲ့ပူလောင်နေတယ်ဖိညက်တယ်လို့မျိုးနားနေတယ်လို့လည်းတချို့ကပြောကြတယ် ဒီဝိနာကတခါဖြစ်ရင်တော့မိနစ်ပိုင်းလောက်ကြာရှည်တတ်တယ်။နားနေချိန်မှလည်းဖြစ်တတ်တယ်။လှုပ်ရှားလိုက်တဲ့ချိန်မှလည်းဖြစ်တတ်တယ်။ဝိနာကခဏလေးပဲဖြစ်တာဆိုရင်ဒါမှမဟုတ်အောင်းတဲ့နေရာကိုထိလိုက်ဖိလိုက်ရင်ပို့ပြီးတော့နာတာဆိုရင်တော့နှလုံးကြောင့်မဟုတ်ဘူးလို့ပညာရှင်တွေကပြောပါတယ်။ဒါပေမဲ့ရင်မမအောင်ပဲလေနှလုံးပြဿနာဖြစ်နေနိုင်ပါတယ်။ဟာတက်ဖြစ်နိုင်နေဆိုတာသတိမမေ့ပါနဲ့။နံပါတ်1မအိမသာအစာမကျရင်ပူဘိုက်အောင် ဟန်တာဖြစ်တဲ့ချိန်မှာတချို့လူတွေကဒီလက္ခဏာတွေကိုခံစားရရတဲ့ပြိုးအံ့နာမျိုးလည်းရှိရတဲ့ဒီလိုလက္ခဏာမျိုးအမျိုးသားတွေထက်အမျိုးသမီးတွေမှာပိုပြီးတော့ခံစားရပါတယ်။ဘိုင်းအောင်နိုင်တော့ဒီလိုမျိုးမဟုတ်ပေမဲ့ဟန်တာဖြစ်ချိန်မှာဘိုင်းအောင်တတ်တာကိုသတိထားဖို့လိုအပ်ပါတယ်။နံပါတ်3လမောင်းထိပြန့်လာတဲ့နာကျင်မှုဟန်တာရဲ့တိတာထင်ရှားတဲ့နောက်ထပ်လက္ခဏာတစ်ခုကဘဲဘက်တစ်ချမ်းလုံးကိုဖျားထွက်သွားတဲ့နာကျင်မှုပါ။ ဆဆချင်းမှာရင်မန်းအောင်ရာနဲ့ဘယ်ဘက်လက်မောင်းမှာအောင်နာကြိုက်တာတွေဖြစ်လာတတ်ပါတယ်။နံပါတ်၄ခေါင်းမူတာခေါင်းမူတာခေါင်းထဲပုတ်ကနေဖြစ်သွားတာက အုံနှောက်စီရောနှလုံးကသွေးလုံလောင်မပုတ်နိုင်တာကြောင့်ဖြစ်ပါတယ်။ခေါင်းမူတာကနှလုံးခုန်စည်းချက်မမှန်ခြင်းရဲ့လက္ခဏာတစ်ခုပါ။နှလုံးကျွတ်တာအားနေခြင်းကြောင့်လည်းနှလုံးခုန်မမှန်ဖြစ်စေနိုင်ပါတယ်။နံပါတ်၅ဟောက်တာကိုရင်ဟောက်တန်ကြဲကြဲထွက်နေတယ်ဆိုတာအသက်ရှူခဏရက်တာကြောင့်ပါ။ အဲ့လိုအချိန်ဆိုရင်ဦးနှောက်ကိုအောက်ဆီဂျင်အလုံးလောက်မရောက်တော့ပါဘူးဒီလိုမျိုးဖြစ်ရင်သွေးလက်ပတ်စေဖို့နှလုံးနဲ့သွေးကြောတွေကိုပို့ပြီးတော့အလုံးလောက်စေပါရတယ်ရှားလကတော့သွေးပြေအောင်မြင့်စေနိုင်တယ်နှလုံးခုန်စည်းချက်မူးမမှန်ဖြစ်စေတယ်လေပြတ်ခြင်းနဲ့နှလုံးလုံးဆောင်ချက်ပျက်စီးခြင်းတို့ဖြစ်လာနိုင်တဲ့အန္တရာယ်ရှိပါတယ်နံပါတ်6ချွေးထွက်လွန်းတာအကြောင်းရင်းမဲ့မဲ့ရမရှိဘဲနဲ့ချွေးရည်အများကြီးထွက်ပြီးအေးဆန်လာတာကဟာတက်အန္တရာယ်ကိုအချက်ပြတာဖြစ်နိုင်ပါတယ် တခြားလက္ခဏာတွေနဲ့အတူတွဲပြီးဖြစ်လာမယ်ဆိုရင်တော့ဇေယုံမှာချက်ချင်းကုသမှုခံရတာကောင်းပါတယ်။နံပါတ်9အမြင့်မပြတ်တဲ့ချောင်းဆိုးအများအပြားတော့ချောင်းဆိုးဝိနာတိုင်းကနှလုံးကြောင့်မဟုတ်ကြပါဘူး။ဒါပေမဲ့ကို့မှာနှလုံးရောဂါရှိတယ်။ဒါမှမဟုတ်ဖြစ်နိုင်ခြေရှိနေတယ်ဆိုရင်ဒီလက္ခဏာမျိုးအမှုမဲ့အမှတ်မဲ့မနေသင့်ပါဘူး။ကလန်းတရှည်နေတဲ့ချောင်းဆိုးကအဖြူအောင်သို့မဟုတ်ပန်းရောက်တဲ့တလိပ်တွေထွက်နေတော့မယ်ဆိုရင်တော့နှလုံးလုံးဆောင်ချက်ပြက်ရွင်းတဲ့လက္ခဏာတစ်ခုပါ။ နှလုံးအားခန္ဓာကိုယ်အားလိုအပ်သလောက်မလုပ်ပေးနိုင်တော့တာကြောင့်အဆုတ်သေးကိုသွေးပြန်ယိုဆိုင်လာစေရာဖြစ်ပါတယ်။နံပါတ်၈ခြေထောက်အောက်ပိုင်းဖော်ရောင်တာအချိန်ကြာကြာမတည့်ရက်နေတဲ့အခါဒါမှမဟုတ်ထိုင်နေတဲ့အခါမျိုးမှာခြေထောက်ရောင်လာတတ်သလိုကိုယ်ဝန်ဆောင်ကာလမှလည်းဖြစ်တတ်ပါတယ်။ဒီလိုအရေးတွေစုနေတယ်ဆိုတာနှလုံးလုံးဆောင်ချက်ပြန်ရွှင်းတာနဲ့ခြေထောက်မှာသွေးလက်ပတ်မှုမကောင်းရာအရင်ခံတာပါ။ခြေထောက်ဖောက်ရောင်ခြင်းကခြေထောက်အောက်ပိုင်းကနေနှလုံးဆီကိုသွေးပြန်မပို့နိုင်အောင်ပိတ်ဆို့မှုရှိနေတာကြောင့်ဖြစ်ပါတယ်။ ရုတ်တရက်ခြေထောက်ရောက်လာရင်နောက်ခံအကြောင်းရင်းကိုသိနိုင်ဖို့ဆရာဝန်ဦးစွာပြသတဲ့ပါတယ်။ဟုတ်ကဲ့ပါရှင်အခုလိုဗီဒီယိုလေးတွေကိုပတ်စံနေစဉ်တင်ဆက်ပေးနေမှာဖြစ်လို့ကျွန်တော်ရဲ့ Mandate Power Page နေကိုလည်း Like and Follow လုပ်ထားနိုင်ပါတယ်ရှင်။အားလုံးကျေးဇူးများတင်ပါတယ်ရှင်။